ကျမရေးမကောင်းလို့လမ်းတော်မလျှောက်နိုင်ပဲအမှုပညာလို့တွေနားထားရမိမိကိုကိုပရိသတ်ကြီးဒီနေ့မှာတော့အားလုံးအချစ်ခင်ရတဲ့တရုတ်ဆောင်မင်းသမီးချော်လေးမိမိကိုကိုရဲ့လက်ရှိကျမရေးအခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာသတင်းလေးတစ်ခုကိုမျှဝေပေးကြပါရစေ။အမှုပညာရေးသွေးပြေဝပြီးတော့ဇေယုတ်တိုင်းကို ပြပြအောင်တရုတ်ဆောင်နိုင်တဲ့မိမိကိုကိုတရားအခုလက်တလုံးမှာကျမရေးအခြေအနေကြောင့်အမှုပညာလို့တွေအားလုံးကိုရှင်းနာထားရပြီးလမ်းတော်မှာကောင်းကောင်းမလျှောက်နိုင်တဲ့အခြေအနေတွေဖြစ်နေတဲ့ဆိုတဲ့သတင်းလေးထွက်ပေါ်လာခဲ့ပါရစေ။ ဒီသတင်းတွေရဲ့ရင်းမြစ်ကတော့မမီကိုကိုရဲ့တရားဝင်လူမှုကွန်ရက်ဆာမျက်နှာကနေပရိသတ်ကိုတီးပေးရကနေစတင်ခဲ့တာပါလွန်ခဲ့တဲ့၄ရက်လောက်ကလေးကဤကောက်ပိုင်ရှင်ညီမလေးမမီကိုကိုအပြင်းပြနေကြတာအခုချိန်ဒီလမ်းလျှောက်လို့မရသေးပါရှင်ဆိုတဲ့စာလေးနဲ့တူချိန်ဆထားတဲ့အလုပ်ကိစ္စတွေလူမှုရေးကိစ္စတွေပြက်ကွက်ခဲ့ရင်နားလည်ပေးဖို့မေတ္တာရက်ခံခဲ့ပါရီဒီသတင်းထွက်လာပြီးနောက်မှာတော့ပရိသတ်တွေနဲ့အမှုပညာမိတ်ဆွေတွေကသူ့ရဲ့ကျမ်းမာရေးအတွက်အထူးပဲစိုးရိမ်ပူပန်ခဲ့ကြပါရီ ပုံမှန်အပြင်အပြားဝေဒနာဆိုတာရန်နေငယ်တွေမှာတက်တာသွားလိမ့်ရှိပေမဲ့မိမိကိုယ်ကိုယ်ရဲ့အခြေအနေကတော့လမ်းမလျှောက်နိုင်တဲ့အထိပြင်းထန်ခဲ့တာကြောင့်ပရိသတ်တရားပို့ပြီးတော့စိတ်ပူနေကြတာပါအသေးစိတ်အခြေအနေကိုတည်တည်ကြကြမသိရသေးပေမဲ့အပင်ဖြားတာရဲ့နောက်ဆက်တွဲအနေနဲ့ခနာကိုယ်ရဲ့စက်သားတွေရဲ့အာယုံကြောတွေမှာအားနည်းမှုတွေဖြစ်ပေါ်တာမျိုးဖြစ်နိုင်တယ်လို့ဇမ္မာရေးပညာရှင်ချုပ်ကသုံးသပ်ကြပါရည်ဘလိုပဲဖြစ်ဖြစ်ချရတဲ့သမီးလေးတယောက်ဒီလိုဝေဒနာခံစားရတာကတော့အလုံးတွေစိတ်မကောင်းစရာပါပဲ မမီကိုကောသူ့ရဲ့နှစ်ပညာလမ်းကြောင်းပေါ်မှာအမြဲတမ်းဆူဆိုင်မှုရှိပြီးအလုပ်ကိုလေးစားတဲ့သူတယောက်ပါသူစီရောက်လာတဲ့ဇေယျတိုင်းကိုအလွယ်တကူလက္ခဏာမျိုးမဟုတ်ပဲဇလန်ကောင်းဇက်အိမ်ခိုင်မာပြီးသူ့ရဲ့တရုတ်ဆောင်ဆွေရင်ကိုပြသနိုင်မဲ့ကာရိုက်တာမျိုးတွေကိုရွေးချယ်လေးရှိပါရည်။တပင်းသေးများနှင်းစီလိုစကားမျိုးမှာဝိုင်းရင်မင်းသမီးကြီးတွေနဲ့ပြိုင်ကယ်မီစီဝင်ကြတာကသူ့ရဲ့ရေးသွေးကိုတသက်ပြနေပါရည်။အခုလိုကျမရဲ့ချင်းနေကြောင်းလက်ခံထားတဲ့ကျောင်းရိုက်ကူရဲတွေဇလန်ထွေတစ်တွေအတွက်ပြင်ဆင်မှုတွေအားလုံးကိုရည်ဆိုင်ထားပါရည်။ ကြာသူတို့ရောသူကမျောလင်းနေကြတဲ့ထုတ်လို့ရတဲ့အတွက်ပါကြီးမားတဲ့နေနာမတစ်ခုဖြစ်ပေမယ့်အဓိကအကြဆုံးကတော့ကျမရေးဖြစ်တာကြောင့်အားလုံးကသူကိုနားလည်မှုပြင်နေအားပေးနေကြပါရီမိမိကိုကိုရဲ့ဘေးမှာခုလိုချိန်မှာအားရင်ဖြစ်စေမဲ့သူကတော့အမေရိကန်နိုင်ငံမှာနေထိုင်တဲ့သူ့ရဲ့ချစ်သူအရေးပြားသူကိုဆရာဝန်ကြီးဒေါက်တာကျော်စောဟိမပါပဲသူတို့နဲ့အိုးကအကွာအဝေးတွေချားနေပေမဲ့တယောက်နဲ့တယောက်အမြင်နားလည်မှုယုံကြည်မှုတွေနဲ့ခိုင်မာတဲ့ခြေရိပ်ကိုတိဆောက်ထားသူတွေပါ ဒေါက်တာကျော်စောင်းရမိမိကိုယ်ကိုရဲ့ဥပညာလှူရှားမှုတွေကိုအမြဲကုန်ယူစွာနဲ့လူမှုကွန်ရက်မှာမျှဝေလေးရှိသူဖြစ်ပြီးတော့အခုလိုအချိန်မှာလည်းချစ်သူရဲ့ကျမ်းမာရေးအတွက်အဝေးကနေအကောင်းဆုံးကြံဉာဏ်တွေအားပေးစကားတွေနဲ့နှစ်သိမ့်မှုတွေပေးနေမှာသိကြပါရည်မိမိကိုယ်ကိုရဲ့ကျမ်းမာရေးတရင်အောင်မှာပရိသတ်တွေကအမြဲဆုံးပြန်ကောင်းပါစေအားတင်းထားပါမင်းသမီးချော်လေးလမ်းပြန်လျှောက်နိုင်ပြီးတော့အမှုပညာလုပ်တွေအမြဲဆုံးလုပ်နိုင်ပါစေဆိုတဲ့စုတောင်းစကားလေးတွေအားပေးစကားလေးတွေကိုရေးသားကြတာနှွေထွေးစရာပါ ီကုန်းချုပ်အနေနဲ့ပြောရရင်ထူကြတဲ့အနောက်တိုင်းဆန်တဲ့ရုပ်ရည်နဲ့တရုတ်ဆောင်ဆွေရည်ကိုပိုင်ဆိုင်ထားတဲ့မင်းသမီးချော်လေးမေမီကိုကိုတယောက်လက်ရှိရင်ဆိုင်နေရတဲ့ဇမ္မာရေးခက်ခဲတွေကိုအမြန်ဆုံးကျော်လာနိုင်ပေအရှင်ကလိုပဲပြည်သက်တဲ့ရှေ့ကိုအပြုံးလာလာလေးတွေနဲ့ပြန်လည်ရောက်ရှိနိုင်ပါစေလို့ကျမတို့ကလည်းဆုတောင်းပေးလိုက်ပါရီပြည်သက်ကြီးတို့လည်းမေမီကိုကိုတွေဆုတောင်းစကားလေးတွေပြောသွားပေးခဲ့ပါအောင်ရှင်